ကျမတို့အစိမ်းအောင်လန်ဖုန်းဆော့ဝဲရဲ့မိတ်ဆွေတောင်သူတွေအနေနဲ့စိုက်ပျိုးရေးမှတ်တမ်းတွေကိုအရင်လိုပဲနိုင်ငံတွေမှာမှတ်နေတော့မယ်လားလောရမဲ့အလုပ်တွေကိုအရေးကြီးတဲ့လုပ်ငန်းစဉ်တွေကိုကြုံတယ်လို့ပဲတခြားတစ်ယောက်ကိုပြောပြရတာဒါမှမဟုတ်ကြုံတယ်လို့မှတ်နေတော့မယ်လားဒါမှမဟုတ်ရင်လည်းစိုက်ပျိုးမှတ်တမ်းကိုတည်ချာချာမှတ်ချင်တယ်ဒါပေမဲ့ဘယ်ကနေစမှတ်ရမှန်းမသိဘူးဘယ်လိုစီးရင်သိရမှန်းမသိဘူးဖြစ်နေလားအဲဆိုရင်တော့အစိမ်းအောင်လန်းကထုတ်ထားတဲ့တောင်သူလက်ဆွဲဖက်ပြိုးမှတ်တမ်းစာအုပ်ကလေးနဲ့မတွေ့ရသေးလို့ဖြစ်မှာပါမင်္ဂလာပါရှင် အာကျမကတော့အစိမ်းအောင်လန်းဖုန်းဆော့ဝဲကဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီနေ့မှာအစိမ်းအောင်လန်းဖုန်းဆော့ဝဲကနေပြီးတော့မှထုတ်ထားတဲ့တောင်သူလက်ဆွဲအစိမ်းအောင်မှတ်တမ်းစာအုပ်ကလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစာအုပ်လေးဟာဆိုရင်တော့ကျမတို့အစိမ်းအောင်လန်းဖုန်းဆော့ဝဲထဲမှာရှိတဲ့အစိမ်းအောင်မှတ်တမ်းရဲ့စံနှုန်းအတိုင်းတိုးကားပြီးတော့ကျမတို့ကအာစောပွဲပေါ်မှာမမတ်ချင်တဲ့သူတွေအပြင်မှာစာရေးပြီးတော့လက်ရေးနဲ့တေချာချာမှတ်ချင်တဲ့လူတွေအတွက်ကိုကျမတို့ကထုတ်ထုတ်ဝေပေးထားတာဖြစ်ပါတယ်ရှင်အခုဒီတောင်သူလက်ဆွဲစိုက်ပျိုးရေးစာအုပ်ဒီစိုက်ပျိုးရေးမှတ်တမ်းစာအုပ်ကလေးကိုဆိုလို့ရှိရ င်ဘသူမဆိုကျမတို့အစိမ်းရောင်လမ်းဖုန်းဆော့ဝဲရဲ့စောင့်ဆိုင်ကဏ္ဍမှာအခမဲ့အချိန်မရွေးဒေါင်းလုဒ်ဆွဲယူနိုင်ပါတယ်အာကိုကိုတီးနန်တွေအတွက်ကိုစိတ်ကြိုက်အာမှတ်ယူလို့ရပါတယ်ရှင်ဆိုတော့အခုကျမတို့ဒီတောင်သူလက်ဆွဲစိုက်ပျိုးမှတ်တမ်းစောက်ကလေးကိုမှတ်ပြမှာဖြစ်ပါတယ်ဒီနေ့ကျမမှတ်ပြမဲ့အဲတီးနန်အမျိုးအစားကတော့စဘာကိုကျမကနမူနာဖတ်ပြသွားမှာဖြစ်ပါတယ်ရှင် ဒီမှာဆိုရင်ကျွန်တော်တို့တောင်သူအမည်ရှိတယ်အဲ့တော့ကျွန်မကကျွန်မရဲ့တောင်သူနာမည်ထည့်လိုက်မယ်ပေါ့နော်လေးလေးလေးမလာပြတော့တင်ကြီးခံပြပါရှင်အတက်ကတော့55ဒီနံပါတ်က9 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 ကျမဒီစာမျက်နှာလေးမှာတော့ဒီကျမတို့ဒီနှစ်ရာသီအတွက်ကိုဝယ်ယူစုဆောင်ထားတဲ့ဒီဘောနော်ဒီမျောစာတွေပိုသက်ဆေးတွေကိုကျမဒီမှာမှတ်သွားမှာဖြစ်ပါတယ် ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျမကဒီဒီနေ့ကတော့နမူနာမှတ်ပြဖြစ်တဲ့တကြောင်မလို့ဒီဝယ်သမျှပစ္စည်းအားလုံးထည့်လိုက်တာပေါ့နော်တကယ်တော့နေ့စဉ်နေ့တိုင်းကိုဝယ်တဲ့နေ့မှာကိုထည့်တဲ့ပစ္စည်းပမာဏကိုအားလာမှတ်ဖို့လိုပါတယ်ဆိုတော့ဒီစုစုအခုကျမကဒါဒီယာတီတော့ကိုကျမဝယ်တဲ့ပစ္စည်းဝယ်တာပြီးသွားပြီပေါ့နော်အဲကြောင့်ကျမဒီဟာလေးကိုစုစုပေါင်းပေါင်းကြည့်ပါမယ်

ဒီမှာတော့ကျွန်မကဒီတစ်ခေါက်ဆိုင်မဲ့ရာသီမှာ အာဘာတွေလှုပ်ဆောင်မယ်ဆိုတော့ဘာတွေစဉ်းစားမယ်ဆိုတဲ့ဟာတွေကိုပညာရှင်တွေနဲ့တိုင်ပင်ထားတာရှိပါတယ်သူတို့တွေပြောထားတဲ့အတိုင်းကျွန်မကဒီမှာဒါတတိပေးကျွန်မမမိအောင်လို့ပေါ့နော်ဒီမှာကျွန်မမှတ်ထားမှာဖြစ်ပါတယ် ကျတော့ဒီစာမျက်နှာမှာဆိုရင်တော့အာဒီဒီဟိုဟာနဲ့ကျင်းပေါက်ဒီနှစ်မှာစိုက်ပြိုးမဲ့ຢာဒီမှာထဲအာဘောနော်ဘာတီးနဲ့အာဘာလုတ်တွေလုတ်ခဲ့တယ်ဘလောက်ကုန်ကြစေရှိရဲဆိုတဲ့ဟာတွေကိုမှတ်မှာဖြစ်ပါတယ် ကျွန်တော်ခုဒီမှာဆိုရင်ကျွန်မဒီဒီသေးနံဒီຢာဒီတော့ကိုပေါ့နော် site တာတွေအကုန်လုံးကအာပြီးသွား site ဒီလုံဆောင်တဲ့လုပ်ငန်းစဉ်တွေအကုန်လုံးကပြီးသွားပါပြီအဲ့တော့ကျွန်မဒီလုပ်ငန်းစဉ်အားလုံးကိုကျွန်မဒီအောက်မှာကနန်းအကုန်လုံးပေါက်လိုက်မယ်ပေါ့နော်စုစုပေါင်းကုန်ကြစေဘယ်လောက်လဲသိချင်တဲ့အတွက် ဒီမှာဆိုရင်လည်းကျွန်တော်တိနံထွန်းလုံးမှတ်တမ်းကိုအာစိုက်ခင်းရိတ်ပြီးအခါမှာမှတ်လို့ရပါပြီ။ဆိုတော့ဒါကတော့အထွန်းလုံးဖြစ်ပါတယ်။ဒီထွန်းလုံးပြီးတဲ့အခါမှာကျွန်တော်တို့ကအာဒီဟာရောင်းလိုက်တဲ့ဒီရလာတဲ့ဟာကိုရောင်းလိုက်တဲ့အဝင်ဝင်ကိုကျွန်တော်မှတ်မှာဖြစ်ပါတယ်။ စုစုပေါင်းဝင်ငွေကမျိုးချန်တာဖြစ်တဲ့အတွက်ကြောင့်မလို့စုစုပေါင်းဝင်ငွေကဒီ function ခုကျမတို့ကဒါနောက်ဆုံးစာမျက်နှာလေးရောက်လာပြီပေါ့နော်ဒီစာမျက်နှာလေးကတော့အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကျမတို့ဒီတရားဒီလုံးစိုက်ပျိုးထားတဲ့အာကုန်ကြမ်းစိတ်တွေကိုကြည်ပြီးတော့ဒီရောင်းချရငွေနဲ့ပြန်နှုတ်ပြီးတဲ့အခါမှာကျမတို့ကိုရှုံးလားမြက်သလားဆိုတာကိုပြောပြပေးမယ့်စာမျက်နှာလေးဖြစ်ပါတယ်ပေါ့နော်ဒီစာမျက်နှာမှာဆိုရင်ကျမပထမစာမျက်နှာရှိကုန်ကြမ်းစိတ်စုစုပေါင်းဒုတိယစာမျက်နှာရှိကုန်ကြမ်းစိတ်စုစုပေါင်းဆိုပါပါတယ်ဒီကတော့ဒီကျမတို့ကကုန်ကြမ်းစိတ်တွေမှာအလုပ်တွေအများကြီးလုပ်ရတဲ့တိန့်နှံမျိုးတွေမှာဆိုလို့ရှင်သူကအာဒီပထမဒီ ီးပေါ့ဆာမျက်နှာတွေနှစ်မျက်နှာသုံးမျက်နှာဖြစ်တဲ့အတွက်အဲကြောင့်မလို့ကျမတို့ကပထမဆာမျက်နှာဒုတိယဆာမျက်နှာစသည်အားဖြင့်ကျမတို့ကအာပြောပြထားတာဖြစ်ပါတယ်ဒီကျမရဲ့မှတ်တမ်းမှာတော့သူကကျမတို့တစ်မျက်နှာပဲမှတ်ခဲ့ဖို့လိုပါတယ်အဲကြောင့်မလို့ကျမတို့ဒီမှတ်တမ်းတွေကျမတို့တော့ပြန်ကြည့်မယ်ပေါ့နော်ဒီကကတော့ကျမတို့ရဲ့ကုန်ကြမ်းစိတ်အကုန်လုံးကဒီမှာရှိပါတယ်ဆိုတော့ဒီကုန်ကြမ်းစိတ်တွေအကုန်လုံးကိုကျမကဒီထဲမှာလာပြီးတော့ထည့်သွင်းมาဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်ကျမကလိုအားစိတ်ကို9000ကုန်ခဲ့တယ် ြီးတော့သွင်အားစုစည်းစုစုပေါင်း9000 9900 1000တခုကကျမတို့15ရန်ကကစုစုပေါင်း3000နဲ့9000အဲ့တွေကြောင့်မလို့စုစုပေါင်းကုန်ကြစိတ်ဟာ那等于敲档敲档。 နှစ်သိန်း6တောင်6ဆောင်ဟိုကြစေးရှိခဲ့တယ်။ဆိုတော့ဒီမှာကျွန်တော်ဒီစာမျက်နှာမှာမရှိတဲ့တာထပ်ထားလိုက်မယ်။ဒီမှာက तू ကဒီမှာဆိုရင်ဒီပထမစာမျက်နှာနဲ့ဒုတိယစာမျက်နှာနှစ်ခုရှိလာခဲ့ရင်အပေါင်းလို့ရအောင်လို့စုစုပေါင်းကိုကြစေးမှတ်ထားတာဖြစ်ပါတယ်။ကျွန်မကဒုတိယစာမျက်နှာမရှိတဲ့အတွက်ဒီကုန်ကြစေးကိုပဲဒီမှာလာပြန်ရေးလိုက်မယ်။စုစုပေါင်းဝင်ွေဆိုတော့ကျမတို့စပားရောင်းတဲ့နေရာမှာ ယူထားတဲ့ဆယ်သိန်းကျော်ကိုလာထည့်မှာဖြစ်ပါတယ်တက်တက်ကျွန်တော်ရှုံးလာမြတ်တလာကိုကျွန်တော်အခုတွက်มาဖြစ်ပါတယ်ခုစုစုပေါင်းဝင်ငွေတွေကနေပြောมาကုန်ကြစိတ်ကိုနှုတ်มาဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့၄သိန်း1000ကျော်မြက်ခဲ့တယ်ပေါ့နော်၄သိန်း1000မြက်ထွက်ခဲ့ပါတယ်ဟုတ် ဆိုတော့ဒီဒီကုံကြစိတ်တွေဟာကုံကြစိတ်ဒီအရှုံးမြတ်ကဘယ်အတွက်လဲလို့ဆိုလို့ရှိရင်ကျမတို့ပါ2025ခုနှစ်2025ခုနှစ်အာမကြီးပင်ကွက်ဒီကွက်အာဇဘာတိနံအတွက်ဖြစ်ပါတယ် အခုဆိုဆိုကကျမကကျမနဲ့တူလိုက်မှတ်တာကြည့်လိုက်ရပြီဆိုရင်တော့ဒီစာကလေးကိုဘယ်လိုမှတ်ရမလဲဆိုတာကိုအားလုံးပဲသိသွားပြီလို့ယုံကြည်ပါတယ်အကယ်၍များမရှင်းလင်းတာရှိရင်ဓာတ်ထပ်ပို့ပြီးကောင်းမွန်တဲ့အကြံဉာဏ်တွေပေးချင်တာရှိရင်မိကုန်းနေများမေးချင်တာရှိရင်တော့အခုဗီဒီယိုလေးရဲ့အောက်မှာကွန်မန့်မှန်ကယ်လို့ရပါတယ်ဒါမှမဟုတ်ရင်လည်းကျမတို့အစိမ်းရောင်လမ်း Facebook page ကဲ Messenger မှာစကားလာပြောလို့ရပါတယ်ဒါမှမဟုတ်ရင်ကျမတို့အစိမ်းရောင်လမ်းရဲ့ Viber ဖုန်းနံပါတ်39 50 53 903ကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ဒီစာအုပ်ကလေးအရဆိုလို့ရှိရင်တော့အခုဒီနေ့မှတ်ပြသွားတာကစဘာနဲ့ပတ်သက်ပြီးတော့မှတ်ပြရဲဆိုပေမဲ့တကယ်တကယ်ဘယ်တောင်သူမဆိုဘာတိနံစိုက်တဲ့သူမဆိုမှတ်လို့ရတာဖြစ်ပါတယ်။အားလုံးပဲအတုံးဝင်အတုံးတဲကြပါစေရှင်။ကျေးဇူးတင်ပါတယ်။